အားလုံးမင်္ဂလာပါရှင်ကျွန်မကို water approach ရဲ့အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ဒီ approach မှာဆိုလို့ရှိရင် principle 6ခုရှိတယ်အဲ6ခုမှာပထမဦးဆုံးတစ်ခုကပုံပြောခြင်းအဓိကကြတယ်နောက်တစ်ခုကသူတို့တွေရဲ့ဒီပါနော်ဒီသဘာဝကြီးမှာရှင်သန် ပြရဲပေါ့ကလေးတွေကတဘာဝကြီးနဲ့ထိတွေ့မှုပေးရမယ်အဲနောက်တစ်ခုဒီတတိယတစ်ခုအနေနဲ့ကျမတို့တို့ကိုတို့အချိန်နဲ့တို့အတင်းယူခွင့်နေပေးရမယ်တို့ရဲ့စိတ်ကြိုက်ပေါ့နော်လှူဆောင်ခွင့်နေပေးရမယ်အဲနောက်တစ်ခုစတုတ္ထတစ်ခုအနေနဲ့ကတော့အနုပညာဘာသာရဲ့ဟာလည်း သိဗ္ဗံဘာဒယတ်လို့ပဲအရေးကြီးတယ်။နုပညာဘာဒယတ်နဲ့သိဗ္ဗံဘာဒယတ်ကိုပေါ့နော်ရရှိမှုကိုအတူတူဒါဖြစ်အောင်ပေါ့ထိန်းညှိပြီးတော့ဒါသူတို့တွေလှုပ်ဆောင်ခြင်းမှုတွေကိုဆောင်ရွက်ပေးရမယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်မဆွေးနွေးခဲ့ပါတယ်။အဲဒီထဲမှာဆိုလို့ရှိရင် အဲသူတို့တွေကိုအဓိကပေါ့နော်တက်ကနိုလော်ဂျီဘိုင်းတွေကိုဒါ limitation ထားရမယ်အဲအဲ့ဒီမှာမှာပြီးတော့သူတို့လက်တွေ့လုံဆောင်ခြင်းတွေကိုပို့ပြီးတော့များများဟာလုံဆောင်စေပေးရမယ်ပေါ့နော်အဲ့ဒီမှာပညာရှင်ကြီးတွေရဲ့အဆိုတွေရောပေါ့နော်ဒီလုံဆောင်ချက်တွေတဲ့ဟာရေကန်ထဲကိုဂဲလုံးလေးတစ်လုံးချလိုက်တယ်လို့ပဲခွဲပြားပြီးတော့တကယ်ကို radiation နေနေပေါ့နော်ဒါ ဖြာပြီးတော့ကောင်းကျိုးတွေကိုများများရရှိသွားစေနိုင်တယ်ဆိုတာလေးတွေကိုပေါ့နော်ပညာရှင်ကြီးတွေဆိုကြခဲ့ဆိုထားတဲ့အချက်ကလေးတွေကိုကျွန်မအနေနဲ့မနေ့ကဆွေးနွေးပေးသွားပါမယ်။ယနေ့မှလည်းပဲပစ္စမမြောက်အချက်ကလေးဖြစ်တဲ့ပေါ့နော်ကလေးတွေကိုကစားပါစေတဲ့ sorry ကလေးတွေကိုကစားပါစေခေါင်းစဉ်လေးလွှဲနေရ sorry ပါနော်ကျွန်မပြီးမှပြင်ပေးလိုက်မယ်။ဟုတ်ပါအောက်ကစာသားတွေကအမှန်ပါကလေးတွေကိုကစားခွင့်များများပေးပါတဲ့။အားနဲ့ကကြီးနဲ့လွှဲနေရ ကလေးတွေကိုဒါလေးကအားနဲ့ကာကြီးနဲ့လွဲနေရပါ sorry ပါဒီအောက်ကစာသားလေးတွေကတော့မှန်ပါတယ်ကလေးများကိုတဲ့ကစားခွင့်များများပေးပါကလေးတွေဟာကစားခြင်းနဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးအပေါ်မှာတန်ဖိုးထားတဲ့တန်ဖိုးထားတဲ့အပေါ်မှာမြင်တတ်အောင်အခွင့်အလမ်းရရှိသဖြင့်မိမိတို့နေထိုင်ရာကဘာမြေကြီးကိုရှုယူမိမှုကိုပြောင်းလဲလာစေပါတယ်။သူတို့တွေကိုများများကစားခွင့်ပေးရမယ်။အိမ်မှာရှိတဲ့ဒီကျွန်တော်တို့ဒီဘာတော့ အချိုကြီးတောက်တဲ့ပိုက်တန်လေးတွေနောက်တစ်ခါဘူးခွန်လေးတွေအဖုံးလေးတွေစသည်ဖြင့်ပေါ့နော်ဒုတ်ချောင်းလေးတွေသူတို့စိတ်ကြိုက်စိတ်ကြိုက်ဒါလေးတွေကိုဒါဖန်ဒီတိဆောက်ပြီးတော့เนาะစနေသူတို့ပါသူတို့လွတ်လွတ်လပ်လပ်နဲ့သူတို့ရဲ့စိတ်ကူးထဲမှာရှိရဲ့စိတ်ကူးညံလေးတွေအတိုင်းဒါလှုပ်ဆောင်နိုင်အောင် role play တွေလှုပ်ဆောင်စေခြင်းတွေပေါ့เนาะစသည်တွေဖြစ်နေမှာသူတို့သူတို့ကိုယ်တိုင်သူတို့ဒီကလက်ကစားစေခြင်းအဖြစ်ကစားခွင့်တွေကိုများများဆောင်ရွက်ပေးရမယ်အဲ့လိုမျိုးများများ ချောင်ရဲပေးစီခြင်းအပြင်ကလေးတွေကကစားခြင်းနဲ့သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးအပေါ်မှာတန်ဖိုးထားမှုတွေပေါ့သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးရဲ့တန်ဖိုးထားမှုများအပေါ်မှာမြင်တတ်အောင်ကလေးကိုလူတွေကတန်ဖိုးထားကြတဲ့လေးအားကိုးကြတဲ့အနာဂတ်ရဲ့ဒါခေါင်းဆောင်လောင်းလေးတွေဖြစ်တကယ်ကိုပဲ ပေါ့နော်သူတို့ဘောမှာတကယ်ဟိုမျှော်လင့်ချက်တွေအများကြီးရှိထားကြတယ်လူကြီးမိသားတွေဆရာသမားတွေအားပေါ့မျှော်လင့်ချက်တွေအများကြီးထားကြတယ်အဲအနာဂတ်မှာလူကြီးတွေရဲ့နေဝင်ချိန်မှာဒီလူငယ်လေးတွေကတက်လာကြမယ်လူကြီးတွေရဲ့နေဝင်ချိန်လှပဖို့အတွက်ဒီလူငယ်လေးတွေရဲ့အတွေ့အခေါ်တွေလှုံ့ဆော်ချက်တွေအသည့်အမြင်တွေမှန်ကန်ဖို့လိုတယ်ဒါကြောင့်မျှော်လင့်ချက်တွေအများကြီးထားကြတယ်လူသားအလုံးရဲ့အနာဂတ်အတွက် ဒီကလေးတွေရဲ့အည်ချင်းတွေအည်သွေးတွေလှုပ်ဆောင်ချက်တွေစိတ်ကူးတွေဒါစာနာနာလဲတမ်းမှုတွေစသည်ဖြင့်ပေါ့အများကြီးပေါ့လေအများကြီးအများကြီးမျောလင်းချက်တွေထားတယ်။အဲ့လိုမျိုးတန်ဖိုးတွေထားကြတယ်။အဲ့ဒီကအရာအလုံးရဲ့တန်ဖိုးထားမှုပေါ့အမြင်ကိုလဲသူတို့တွေကနေမြင်တတ်အောင် အခွင့်အလမ်းတွေရရှိအောင်သူတို့နေထိုင်ရကမ္ဘာမြေကြီးရဲ့အပေါ်မှာသူတို့ကိုယ်တိုင်သူတို့ပေါ့နော်ဒါလေလာသုံးသပ်ရင်းနဲ့ရှုမြင်မှုတွေပြောင်းလဲစေအောင် ပြောင်းလဲစေမှုတွေကိုဖြစ်ပေါ်လာစေတယ်ပေါ့ဒီလိုကစားခွင့်တွေကိုပေးခြင်းအဖြစ်အဲ့လိုမျိုးလူကြီးရဲ့ဒါသူတို့ရဲ့အပေါ်မှာအလေးနဲ့ထားတာတွေကိုလည်းသူတို့ကိုကစားစေခြင်းအဖြစ်ပေါ့နော်ဒါရှုမြင်မှုတွေပြောင်းလဲစားစေအောင် တိုးတက်ကောင်းမွန်လာစေအောင်ဆောင်ရွက်လို့ရပါတယ်တဲ့အလိုရအလွန်ကိုရိုးရှင်းတယ်ပေါ့နော်စက္ကူဘုံတွေ ုနဒုတ်ချောင်းလေးတွေနဲ့တို့တီထွင်ခွင့်ပေးရမယ်တီဆောက်ခွင့်ပေးရမယ်ဖန်တီးခွင့်ပေးရမယ်လက်တွေ့စံသက်ခွင့်နေစူးစမ်းခွင့်နေအများကြီးပေးရမယ်တဲ့ဗီဒီယိုဂိမ်းတွေကိုကစားနေခြင်းထက်အဲ့လိုမျိုးလေးတွေပေါ့နော်ဒီကဆက်ကူပုံးလေးတွေဒုတ်ချောင်းလေးတွေခုနဒီအချိုကြီးတောက်တဲ့ပိုက်တန်လေးတွေဒါတော့နောက်တစ်ခါပလင်းဘူးဟုတ်အခွန်လေးတွေအဲဒီကကျွန်တော်ဒီဟိုဟာ အချိုကြီးဘူးလေးတွေကိုပဲလေစနစ်သူတို့ဒါသူတို့တို့ဘာသူတို့တီထွင်ပြီးတော့လေဒါကစားတတ်တဲ့ကလေးလေးတွေဆိုတော်တော်ရှိရဟိုပစ္စည်းကြီးဆိုင်ဟိုပေးပြီးဝယ်ပြီးတော့ကစားတာလည်းကောင်းပါတယ်အဲ့တဲ့မိမိအိမ်မှာရှိနေတယ်မိမိပတ်ဝန်းကျင်မှာရှိနေတယ်ပစ္စည်းလေးတွေနဲ့သူတို့ကိုယ်တိုင်သူတို့ကစားလို့ရတယ်လေ ကျမတို့ငငယ်တော့ဟောပဲကိုယ့်အိမ်မှာရှိနေတဲ့ပစ္စည်းတွေနဲ့ပဲလေတိရွယ်ကလေးတွေခုဟိုခုဟိုရွယ်ကလေးခုအယောင်လေးတွေဟိုလူဆက်ဒီလူဆက်နဲ့တိရွယ်ကလေးတွေကိုပဲတိတိလေးလေးကြိုက်ပြီးတော့ပေါ့နော်တခုခုလုံတန်းကစားရောင်းတန်းကစားပေါ့နော်အဲ့လိုမျိုးတွေကစားကြတာဟိုဒါလက်တွေ့ဆန်းသက်ရင်းနဲ့စူးစမ်းလေ့လာခွင့်တွေကိုပေးနေတာပါအဲ့လိုမျိုးတွေလှုပ်ဆောင်စေခြင်းကကျမတို့ဗီဒီယိုဂိမ်းတွေကိုကစားခြင်းထက်ပိုပြီးတော့အများကြီးကောင်းတယ်ဆိုတာလေးကိုကျမတို့အဓိက order ရဲ့ principle 6ခုပေါ့နော် 6th principle အကြောင်းလေးကိုကျမတို့ဆွေးနွေးနေခြင်းလည်းဖြစ်ပါတယ်အဲ့ဒီထဲမှာ ဆိုလို့ရှိရင်ပြစ်စမမြောက်ကကလေးတွေကိုကစားဝင်ပေးပါတဲ့ကစားပါစေတဲ့နောက်တစ်ခုအဲ့ဒီမှာနောက်တစ်ခုဘာလို့ဆိုလို့ရှိရင်ဒီလိုမျိုးပေါ်တော့နေစာသူကနေ့စဉ်လုပ်နေတဲ့လုပ်ငန်းတွေမှာသူတို့နေ့စဉ်လုံဆောင်ငွေတွေပေးနေကြရပြီသူတို့တွေရဲ့စိတ်သက်ကိုလုံခြုံမှုဖြစ်စေတယ်တဲ့အဲ့ဒါလဲကလေးတွေမှာမဟုတ်ဘူးလူကြီးတွေလည်းဒိုင်းမှာပဲအဲ့လိုမဟုတ်ဘဲနဲ့ပေါ့ဘာမှအလုံးမလို့ဟာမရှိဘဲနဲ့ဒီဟာဒီတိုင်းလေးပေါ့နော်ဒါ ဟိုနေလိုက်လို့ရှိရင်ဒါစိတ်တုံ့ချုပ်မှုမရှိဘူးအလုပ်တစ်ခုခုကိုလုံဆောင်နေစေနေစေခြင်းအပြင်ကလေးတွေရောအားလုံးလူသားတွေမှာမိမိကိုမိမိဘာဖြစ်လို့ဆိုရင်လုံခြုံမှုဆိုတဲ့လုံနိုင်နေ I can do I can do ဆိုပြီးကလေးတွေဆိုပို့ပြီးတော့ဖြစ်စေတယ်သူတို့တွေကိုဒါကြောင့်သူတို့ကိုလုပ်ငန်းတွေပေးဖို့ပေးရမယ်ပေးရင်းနဲ့မှာသူတို့လုံဆောင်စေခြင်းအပြင်ငါ တို့တွေလုံနိုင်တယ် I can do I can do နဲ့နောက်ကျတော့လုံဆောင်နိုင်တယ်ဆိုတော့သိပြီးတော့ဆက်ဆက်ပြီးတော့လုံဆောင်ခြင်းနဲ့အသည့်တွေဖြစ်လာမယ်စိတ်လေးတွေဖြစ်ပေါ်လာမယ်အဲ့လိုတွေအတွေ့အကြုံတွေဖြစ်ပေါ်လာရင်းနဲ့ပေါ့နောက်ကျတော့ तू ကဒီအလုပ်ပေါ်မှာဒီတင်ယူရတဲ့ပေါ်မှာအပြစ်သားမလို့ဆိုလို့ရှိရင် तू ပျော်ရွှင်သွားပြီးတော့မှတည်ယူမှုတွေအများကြီးအများကြီးထက်ကထက်ကဖြစ်ထွန်းလာစေပါလေ။ဒါကြောင့်ဒီမှာဆိုလို့ရှိရင်လည်းသူတို့ကဘာလို့မလို့ဆိုရင် calendar သူအချိန်စရာရှိရမယ် schedule ထည့်ရှိထားရမယ်။ ဘယ်ချိန်မှာဘာလုပ်ရမယ်ပေါ့နော်ဘယ်ချိန်မှာတော့ဘလိုချမ်းရလေးကိုဆောင်ရွက်ရမယ်ဘယ်ချိန်မှာထမင်းစားမယ်ဘယ်ချိန်မှာတော့ရေချိုးရမယ်ဘယ်ချိန်မှာတားတားကစားလို့ရတယ်တမိကစားလို့ရတယ်ဘယ်ချိန်မှာတခြားအလုပ်တစ်ခုခုကိုလုပ်ရမယ်ဒီဘယ်ချိန်မှာတော့မမေ့ကိုကူရမယ်စသည်ဖြင့်ပေါ့လေအချိန်စရာလေးဆွဲပေးထားရမယ်အဲ့ဒီအချိန်စရာလေးကိုအုတ်ထင်းသူတကယ်လေ့ကျင့်ပေးလိုက်လို့ရှိရင်ပေါ့နော်အုတ်ထင်းသူလူကြီးမိပါပေါ့ဆရာသမားကနေပြီးတော့တက်ခါတက်ခါ သူ့ကိုဒါပေါ့နော်ဒါနှိုးစော်ပေးနေစရာမလိုတော့ဘဲနဲ့သူ့အလိုလိုကိုဘာဖြစ်လာမလို့ဆိုလို့ရှိရင်ဒီအချိန်လေးအတိုင်းပဲဒီအချိန်မှာတော့ तू ဘာလုပ်ရမယ့်ချိန်အဲ့ဒီလုပ်ကို तू လုပ်မယ်အဲ့လိုပေါ့ဒီချိန်ကတော့အိယာထားရမယ့်ချိန် तू အိယာကိုပုံမှန်ထားရတဲ့လေးချင်လုပ်ပေးမယ်အဲ့ဒါဆိုရင် သူဒီချိန်မှာအိယာထရမယ်ဆိုတာနှိုးစရာမလိုတော့သိသွားမယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ကစားမယ်ချိန်ဟဲ့ဒီချိန်ကစားမှာတတဒီလို့တော်တော့အဲ့လိုပြောစရာမလိုတော့ဘူးသူဟာသူ့ကိုဒီချိန်ကစားမယ်ဆိုတာကိုသိသွားပြီထမင်းစားမယ်ချိန်ဒီချိန်မှာသူထမင်းစားမယ်ဆိုတာသိသွားမယ်အဲ့လိုမျိုးလေးတွေကိုတကယ်ကိုသူ့ကိုစနစ်တကျဖြစ်အောင်လေ့ကျင့်ပေးထားရမယ်အဲ့လိုမျိုးလေ့ကျင့်ပေးတဲ့အချိန်အပြင်သူတို့လုပ်ငန်းတွေမှာလုံဆောင်နေရခြင်းအပြင်သူတို့တွေရဲ့စိတ်သက်လုံခြုံမှုတွေကိုလည်းရရှိလာစေမယ်တဲ့အဲ့ဒီကမှဒီလိုမျိုးစကဲကျူးရေးဆွဲပေးထားတာကြတော့ သူ့ကိုလုံးချုပ်ပိုးပြီးတော့စနစ်ကျတဲ့ဒုဆောင်မှုတွေကို လုံးဆောင်ဖြစ်စေတယ်။နောက်တစ်ခါစိတ်သက် လုံးချုပ်မှုကိုလည်းရရှိစေပါတယ်တဲ့။ဒါကတော့ကျမတို့ Order's Approach ကပရင်စပယ်လေးကိုဟိုလေ့လာခြင်းအပြင်သိရှိလာတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြခြင်းဖြစ်ပါလိမ့်ရှင်။အဲအဲ့လိုမျိုးလုံခြုံမှုကိုဖြစ်စေတဲ့အခါမှာလုံခြုံစိတ်ချရတဲ့ခံစားမှုကိုရရှိစေတယ်။ အဲ့ဒီနေစာတူကလုပ်ငန်းဘောင်အတွင်းမှာကလေးတွေကိုလွတ်လပ်စွာတည်ယူခွင့်တွေကိုလည်းရရှိစေတယ်ရရှိအောင်လည်းပေးရမှာပါ ကလေးတွေကအဲ့အကတ်သက်ဘောင်ရှိချောင်းကိုနားလဲတယ်အကန့်သက်ကတော့ရှိတယ်အရာရာဟိုလုံးချင်တာလုံးစီးလို့ဘောင်လို့ကတော့ဘယ်ရာမှမဟုတ်ဘူးရှိတယ်အကန့်သက်သူ့ဘောင်နဲ့သူသူ့စီးနဲ့အကန့်နဲ့ရှိတယ်အဲ့ဒီဘောင်ထဲမှာအိုက်စီကန်းတွေကိုလိုက်နာပြီးတော့မှ လုံးဂျုံစိတ်ချစွာနဲ့သူတို့ဟိုသူတို့ဖာသူတို့လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ရတယ်စူးစမ်းလေ့လာလို့ရတယ်ဆိုတာလေးကို သိရှိစေရပါမယ်တဲ့ကလေးတွေကိုအကန့်အသတ်ပေါင်းရှိတယ်ဆိုတာကိုနားလည်ရမယ်နားလည်လာတဲ့အခါမှာအကဲ့အကန့်အသတ်တွင်မှာစိတ်လုံခြုံမှုရှိစွာနဲ့စူးစမ်းလေ့လာနိုင်ပါတယ်တဲ့သူတို့ရဲ့တနေ့တာအစအဆုံးမှာပုံမှန်လုပ်နေရတဲ့လုပ်ငန်းတွေ လုပ်ငန်းများလုပ်ပါစေတဲ့ဥပမာအကျော်ဆန့်ဒီချိန်မှာတော့လေ့ကျင့်ခန်းတွေလုပ်ရမယ်ဒါတော့အကျော်ဆန့်လေ့ကျင့်ခန်းလုပ်တဲ့ချိန်ဒါအသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့ချိန်ဒါကတော့တို့တွေစူပေါင်းဆွေးနွေးလုပ်ရမယ်ဆွေးနွေးရမယ်ချိန်ဒါမှမဟုတ်ဒီကတော့အခန်းလေးကိုတန်ရှင်းလုပ်ရမယ်ချိန်ပေါ့နော်အဲ့လိုမျိုးလေးတွေတနေ့တာအတွက်ပေါ့နော်အစားအဆုံးပုံမှန်လုပ်ရတဲ့လုပ်ငန်းလေးတွေကိုလုပ်ကင်စေပါစေတဲ့အဲ့လိုနည်းတွေနဲ့ဖွံ့ဖြိုးမှုတွေကိုအားကောင်းစေပါတယ်နောက်တစ်ခုဟောတော့ပညာရေးရဲ့ပေါ့နော် ဒီကလေးတွေအတွက်လုံခြုံစိတ်ချရတဲ့စနစ်တကျဖွဲ့စည်းထားတဲ့ကစားစရာနေရာတွေလည်းလိုအပ်ပါတယ်ဆိုတာကိုအလေးထားပြောဆိုခဲ့ပါတယ်တဲ့။ "तू ကဒီထဲမှာဆိုလို့ရှိရင်ကစားခြင်းဟာလည်းရေးပါတဲ့အနေအား principle ထဲမှာဟိုပဲတစ်ခုအနေနဲ့ပါဝင်နေတာဖြစ်တဲ့အတွက်ကစားတယ်ဆိုရင်ဆိုခြင်းဟာလည်းဒါတည်ယူမှုတွေကိုရရှိရဲ၊ဖွံ့ဖြိုးမှုတွေကိုရရှိရဲသို့တော်ညာလဲအဲ့ဒီမှာလုံခြုံစိတ်ချရတဲ့စနစ်တကျဖွဲ့စည်းထားတဲ့ နေရာလေးလည်းဖြစ်ဖို့လိုတယ်ဆိုတာကိုတဲ့ဒါအလေးထားပြီးတော့ဆွေးနွေးခဲ့ပါတယ်အဲ့တော့ကြတော့ကျွန်မခဏဆွေးနွေးသားတာဆိုလို့ရှိရင်ဒါသူတို့ကိုကစားခွင့်နေပေးရမယ်နောက်တစ်ခါနေစာတူအလုပ်ငန်းတွေမှာလည်းကလေးတွေကိုလောက်ကလုံဆောင်စေခြင်းအပြင်သူတို့တွေအတွက်လုံခြုံမှုတွေရရှိစေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်အဲဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးတွေထဲမှာဆိုလို့ရှိရင် ကစားတဲ့အတွက်သူတို့ကိုယ်တိုင်ကစားတဲ့အခါမှာလည်းပစ္စည်းတွေဟာလည်းမိမိပတ်ဝန်းကျင်မှာရှိနေတဲ့အရာလေးတွေနဲ့ဒါဆက်ဆက်ပြီးတော့မှသူတို့လှူဆောင်နိုင်တဲ့အရာလေးတွေတိဆောက်လိုတာလေးတွေသူတို့စူးစမ်းနေတာလိုတာလေးတွေကိုလှူဆောင်ခွင့်ပေးရမယ်။နောက်ပြီးရတော့ဒီလုပ်ငန်းနေ့ နေ့စဉ်ဒူဟာနေ့စဉ်ပေါ်တော့လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေမှာလည်းသူတို့ကိုပါဝင်လှုပ်ဆောင်စေရမယ်။အဲ့ဒီမှာလည်းအချိန်စရာလေးတွေစနစ်တကျရေးဆွဲထားခြင်းအဖြစ်သူတို့ရဲ့လှုပ်ဆောင်မှုတွေကိုပို့ပြီးတော့စနစ်ကြမယ်။သူတို့ကိုယ်တိုင်သူတို့ပါဝင်လှုပ်ဆောင်စေရတဲ့အတွက်လုံခြုံမှုကိုလည်းခံစားရမယ်။ကလေးတွေကိုကစားကွင့်ပေးတဲ့နေရာတွေမှာလည်းပဲစနစ်တကျအနေအကွင်းစာလုံခြုံမှုရှိအောင်ဆောင်ရွက်ထားတဲ့နေရာမျိုးတွေကိုဖန်တီးပေးကြရမယ်ဆိုတာလေးကိုဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်။ဒီမှာယနေ့ဆွေးနွေးချက်ကလေးကို ီမှာနေရနာပြီးတော့နောက်နေ့တွေမှာကျန်ရှိနေရလေးတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်